Hello အားလုံးမင်္ဂလာပါဘိုးဘွားမချန်ကနေကြိုဆိုပါတယ်ဆိုတော့ပြီးခဲ့တဲ့ရာသီရဲ့ Premier League Champion ဖြစ်တဲ့ Liverpool အသင်းကတော့လက်ရှိ Liverpool စဉ်အသင်းရဲ့ number 10ကစားသမားလေး Florian Vies ကိုအမှန်ကန်ခေါ်ဖို့အတွက်ကြိုးပမ်းနေတာကျွန်တော်အားလုံးလည်းသိပြီးသားပါတော့ဒီနေရာမှာတော့ Liverpool အသင်းရဲ့ဘက်ကတော့လက်ရှိ Liverpool စဉ်အသင်းထံကိုဒီကစားသမားဖြစ်သူနဲ့ပတ်သက်လို့တရားဝင်ကန့်လန့်မှုတစ်ခုပြုလုပ်ခဲ့ပြီးဖြစ်တယ်ဆိုပြီးတော့ Fabrizio Romano က report လုပ်ထားပါတယ် Liverpool အသင်းရဲ့ဘက်ကတော့ Florian Vies အတွက် အပေါ်စုကြီးတွေဘာတွေအပါဝင် package တစ်ခုလုံးတန်းတရာထက်ပိုပြီးတော့ကုန်ကြနိုင်တဲ့ပမာဏတစ်ခုနဲ့ Leverkusen ထံကိုကန်လန်းခဲ့ပြီးတော့အဲ့ဒီကန်လန်းမှုကိုလည်း Leverkusen အသင်းရဲ့ဘက်ကလက်ခံရရှိပြီးဖြစ်တယ်ပေါ့နော်ကလပ်တင်းတစ်ခုရဲ့ဂျားထဲမှာလက်ရှိဆက်လက်ဆွေးနွေးနေပြီးဖြစ်ပြီးတော့ Liverpool အသင်းရဲ့ဘက်ကတော့ဒီအပြောင်းအရွှေ့ကိုအမြန်ဆုံးအဆုံးသတ်နိုင်ဖို့ကြိုးပမ်းနေတယ်ကစားမှဖြစ်တဲ့ Florian Wirtz ကိုယ်တိုင်ရဲ့ဘက်ကတော့ Liverpool အသင်းကိုပြောင်းရွှေ့ခြင်းကြောင့်အတိပေးထားပြီးဖြစ်တယ်ဆိုပြီးတော့ ကျွန်တော်ပြောထားတယ်ဒီနေရာမှာမန်ချက်စတာစီးတီးကဗောနော်ဟိုဘယ်လိုပြောမလဲဒီကစားမဖြစ်သူကိုမခေါ်ဘဲနဲ့နောက်ဆုတ်သွားတဲ့အကြောင်းရင်းတစ်ခုရှိတယ်ဗျာဒါကလည်းကစားမဖြစ်သူရဲ့တူတယ်ပက်ကေ့ချ်ကခုနကလေဘာဦးတင်ပြောသလိုပဲတန်တရာကျော်တယ်ဗောနော်တန်တရာတဲ့ပူတဲ့ပမာဏနဲ့ကန်လန်းထားတယ်ဗျာတူတယ်ပက်ကေ့ချ်ကတန်း300လောက်ထိကျနေတဲ့အတွက်မန်ချက်စတာစီးတီးဘက်ကအင်းအလောက်ကြီးကြီးကတော့ပေးဖို့မတန်ဘူးခဆိုပြီးတော့နောက်ဆုတ်ခဲ့တာဒါပေမဲ့လို့ဗောနော်လီဗာပူးတင်းနဲ့ကျတော့ဘလောက်ဖြစ်လာမလဲကျွန်တော်မသိသေးဘူးဒီနေရာမှာ ဟို package ကတော့တန်းတရာကိုကြော်သွားမှာနော်ပြောင်းရွှေ့ကြီးကဘလောက်ဖြစ်မလဲကစားမဖြစ်သူရဲ့လောက်ခလာစားကဘလောက်ဖြစ်မလဲအေဂျင်ကြီးကဘလောက်ဖြစ်မလဲလက်မှတ်ထိုးကြီးကဘလောက်ဖြစ်မလဲနော်ပြီးလို့ရှိရင်ကျွန်တော်တို့ဗာလဲအဲဟိုတခြားကြီးတွေပေါ့နော်ဘလောက်ဖြစ်မလဲပုံရိပ်အသုံးပြုကားတွေကဘလောက်ဖြစ်မလဲဘာညာဒါတွေကတော့ဘလူးလာမလဲတော့မသိဘူးပေါ့လေတေချာပေါက်ကတော့ကျွန်တော် package ကတန်းတရာကြော်မှာပေါ့ယူရိုတန်းတရာကြော်မှာပေါ့နော်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော် လီဗာပူးတင်းရဲ့ဘက်ကတော့ဒီအပြောင်းရွှေ့ကိုအမှန်ကန်အလုပ်လုပ်နေပြီလက်ရှိမှာလီဗာပူးတင်းကိုပဲရောက်ဖို့ကျင်တော့တယ် Florian VS ကဘာလို့လဲဆိုတော့ Bayern Munich ကိုလည်းသူမရောက်တော့ဘူး Bayern ဘက်ကလည်းအမှန်ကန်ခေါ်ဖို့ကြိုးပမ်းနေဒီကစားမဖြစ်သူရဲ့ Florian VS ရဲ့အဖေကလည်း Bayern ကိုပြောင်းစီခြင်းနဲ့ဒါပေမဲ့လို့ပြဿနာကကျွန်တော်ဟိုတနေ့ကဗီဒီယိုထဲမှာပြောသလိုပဲ Florian VS ကိုကျွန်တော်တို့ခေါ်ဖို့အတွက်ဒီဖြောင်းပြတဲ့နေရာမှာပေါ့နော်လီဗာပူးအသင်းနဲ့ Bayern Munich အသင်းကြားထဲမှာကွာဟမှုအကြီးကြီးရှိခဲ့တာနီးပြကွာတာပေါ့လေ လီဗာပူးတင်းရဲ့ဘက်ကချပြတဲ့ Florian VS မင်းကတော့ငါတို့ပလန်နဲ့မှာဘလူးဘလူးရှိတယ်ဘလူးအရေးပါမယ်ကစားမှဖြစ်လာမယ်ငါတို့ကတော့မင်းကိုဘယ်နေရာဘယ်ပိုဇီရှင်ဒီမှာအတုံးချသွားပြီးတော့ဘလူးမင်းကိုတေကစားဖို့အကျိုးပြုငါတို့လုပ်နေတယ်ဆိုတော့ vision နေချပြဖို့လုပ်တဲ့နေရာမှာလီဗာပူးတင်းကအများကြီးတော်သွားတာဒါအာနီစတော့တော်တော်တော်တယ်ကျွန်တော်ပြောရမယ်ဒါပေမဲ့ Vincent Company ကကျတော့အဲ့လိုမလုပ်နိုင်ဘူး Vincent Company ကကျတော့ Florian VS ကိုငါတို့ကတော့မင်းကိုဘလူးတုံးကျင်တာဘယ်လိုပဲဝါတေချာချပြဖို့လုပ်တဲ့နေရာမှာသူ Florian Vies ကိုတိကျကျနနသူလုံးဝပြောနိုင်ခြင်းရှိမနေဘူး။ဒါအပြင် Bayern Munich ကအခု DR ဆို၄နှစ်၃တင်းနဲ့ကျွန်တော်ကစားတယ်။ Not on position မှာဆို2 4 4နဲ့သူတို့ကစားတယ်။ဒါမျိုးလိုနောက်ရာသီမှာ Florian VS တာရောက်လာခဲ့မယ်ဆိုရင်4-1 4-1ပြောင်းကစားမယ်ဆိုတဲ့တင်းတွေပါကျွန်တော်တို့ကထွက်နေတာ။ဒါမျိုးဆိုတော့ Florian VS ကိုတည်တယ်မလား။ Okay ငါတော့ဒီတင်းကိုပြောင်းမယ်ဆိုရင်ငါအရေးပါမယ်ကစားမတယောက်ဖြစ်လာမယ်။ငါနဲ့လေစနစ်ကအံဝင်ခွင့်ကျဖြစ်တယ်ဆိုတဲ့စိတ်မျိုးမပီးနိုင်တဲ့ခါကျတော့ Bayern ကကြံခဲ့ရတာ။ဒါအပြင် Vincent Company ကเนาะ Vincent Company ကကျွန်တော်ဒီဘယ်လိုပြောမလဲဒီအွာကို Florian VS ကိုအသင်းကိုရောက်လာတဲ့ခါကျလို့ရှိရင် formation နေမှာပြောင်းပြီးတော့သုံးရမယ်ဆိုပြီးတော့သူကခံယူထားတာ Bayern တောင်းဝင်ရှိသူတွေကအဲ့လိုမဟုတ်မဟုတ်ဘူးငါတို့ Leo Rein Sané တို့ဘာတို့ကိုတက်တန်းတူးလို့ရပြီမယ်သူတို့ဟာအဓိကပုံမှန်ပေါ်ချောက်ခွင့်ကစားမှအဖြစ်မထည့်လေရတယ်ဆိုတော့ Musiala ကိုလက်ဖွင့်เนาะပြီးလို့ရှိရင် Nero number 10တို့မှာ Florian VS right wing မှာ Oli Si ဆိုတဲ့ပုံစံမျိုး သွားတင်နေဆိုပြီးတော့ဘိုင်းယန်တာဝန်ရှိသူတွေရဲ့ဘက်ကမြင်တာကွန်ပဏီကကျတော့အဲ့လိုမဟုတ်ဘူးအန်ဒါမျိုးတွေပေါ့နော်ဒါကြောင့်ကွန်ပဏီရဲ့ကစားသမားကိုဆွဲဆောင်နိုင်ဖို့အတွက်ဖြောင်းဖြားနိုင်ဖို့အတွက်ကြိုးပမ်းခဲ့တာလိုအပ်ချက်တွေအများကြီးရှိခဲ့ပြီးတော့ Premier VS ကမကြိုက်ဘူးခေလီဗာပူးတင်းကဒီချိန်မှာငါ့အတွက်ပို့ပြီးတော့ကောင်းနိုင်နေဆိုတဲ့ပုံစံမျိုးနဲ့ကစားမားကလီဗာပူးမှလီဗာပူးဆိုပြီးရွေးလိုက်တာဒီနေရာမှာပြောင်းရွှေ့ကြီးတွေဘာတွေကတော့စကားတွေပြောတော့မှာပေါ့လေဒါပဲပြောပြောလီဗာပူးတင်းလိုမျိုးကျွန်တော်ချန်ပီယံဖြစ်ထားတဲ့ကလပ်အသင်းတင်းမှာ နောက်ထပ်ကစားမကောင်းကြီးကျွန်တော်ခေါ်ဖို့ကြိုးပမ်းနေတာကတော်တော်လေးကိုကျွန်တော်ကလွယ်ကူလွန်းပါတယ်เนาะတန်တရားပဲပြပြောဘာပဲပြပြောအာဘလူးပဲဖြစ်ဖြစ်ပေါ့เนาะနောက်ဆုံးတော့ကစားမကောင်းတရားကိုကျွန်တော်ရပြီးတော့ flow flow ဆိုလို့ရှိရင်ကျွန်တော်တို့10နှစ်လောက် EECC ကျွန်တော်လှည့်မကြည့်ပဲတုံးလို့ရတယ်ဗျာကျွန်တော်ဒီကစားမဟာတော်တော်စိတ်ချရတဲ့ကစားမပါဂျာမန်ရဲ့အကောင်းဆုံး creative midfielder တွေကတက်ရောက်ပါဆိုတော့ဟိုတည်းကျွန်တော်ဗီဒီယိုတိုင်းမှာအမြဲတပြောသလိုပဲအမြဲတမ်းကျွန်တော်မနာလို့ဖြစ်ရတယ်ဒီရနာကိုကိုနှစ်သက်တဲ့ player လေးတယောက်သူများ ကိုယ့်ရဲ့မုံဆုံးသင်းတွေကတင်းကိုပြောင်းမယ်ပါညာဆိုတော့လေဒါပေမဲ့လေလို့ပေါ့နော်ပြီးတော့လေလီဗာပူးသင်းက Florian VS တဲ့အောင်မြင်ဖို့အတွက်သွားမယ့်နေရာမှာအကောင်းဆုံး player တွေတဲ့တယောက်လို့ကျွန်တော်ပြောရမယ်ဆိုတော့သူတို့အမှန်ကန်တဲ့ရွေးချယ်မှုဖြစ်ဖို့ကျွန်တော်တို့ဒါအာထင်ထင်ရတာပဲပေါ့နော်ဆိုတော့တန်တရာကျော် package နဲ့လီဗာပူးသင်းဘက်ကကန်လန်ထားတယ်လီဗာကူစင်ဘက်ကလက်ခံသွားမှလားကျွန်တော်ကြည့်ရမယ်ဆိုတော့ညီကတို့အနေနဲ့ရောဒီအပြောင်းရွှေ့ဒါဘလောက်ဈေးနဲ့ကျွန်တော်တို့ဒါလီဗာပူးသင်းဘက်ကရအောင်ခေါ်သွားနိုင်လိမ့်မယ်လို့ကျွန်တော်ထင်ကြတယ် တော့လက်ရှိတော့တဲ့တော့လီဗာပူးသင်းရဲ့ဘက်ကကန်လန်ထားတယ်။လီဗာပူးကစီးရဲ့ဘက်ကလည်းဒီကန်လန်မှုကိုလက်ခံထားပြီးလက်ခံရရှိထားပြီးတော့သူတို့နှစ်သင်းကြားဆွေးနွေးနေကြတယ်ပေါ့နော်ထပ်ပြီးတော့ဒါမေ့ချ်ပိုင်းတော်တွင်မှာကိုပဲဒီအပြောင်းအရွှေ့ကဖြစ်သွားမယ်ခြေနေမျိုးပါ။ကြီးကြီးပါပြီတဲ့ညီကများလုံးကိုချစ်တီများဒီမှာတဲ့ညီကတို့အနေနဲ့ရောဒီအပြောင်းအရွှေ့ဟာမှန်ကန်တဲ့ခေါ်ယူမှုဖြစ်လာနိုင်မယ်လို့ကျွန်တော်ထင်ကြလား။ဆွေးနွေးကြပါအောင်အားလုံးကိုချစ်တီများဒီမှာတဲ့